ကချင်ပြည်နယ်မစ်တနာမြို့လေကုန်းရက်ွက်တောင်ကျောင်းနိုင်ဆရာတော်ဗတ္တနာဥဒရဆရာတော်ဖျားကြီးဤအန်ဒီမာအဂိဇာပနပူဇာတပင်အခမ်းအနားကိုအော်တိုဘာလ28ရက်နေ့မှာစီကားတက်မြိုက်စွာပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ် ဆရာတော်ဖျားကြီးသည်တက်တော်85နှင့်ဝါတော်65ဝါရှိပြီဖြစ်ပြီးတာဒနာနှင့်2569ခုနှင့်ကောစာတက်ကလေး1389ခုနှင့်တရင်ကျိုလာပြည့်ကျော်17ရက်တောက်ကြနေခရီးနေ2025ခုနှင့်အော်တိုဘာလ19ရက်နေ့ည9:05မိနစ်အချိန်မှာ ခန္ဓာဝင်ကြောင့်ဘဝနဲ့ထံပြန်လည်တော်မူသွားပြီ ဖြစ်ပါသောကြောင့်ဆရာတော်ဖျားကြီးဤရုတ်ကလက်တော်ကိုစနေရက်ကျပူဇော်ခံထားရှိရန်စီစဉ်ထားပြီး အော်တိုဘာလ28ရက်နေ့မှာအန်ဒီမအကိဇာပနာပူဇော်တပင်ခန္ဓာကိုကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ဂောဘကအဖွဲ့ဝင်တူဦးကပြောပါတယ် ဆရာတော်ဖျားကြီးကတာဒနာရေးဘက်မှာရောပရိုက်တာဘက်မှာပါအာသက်တရောဆောင်ရွက်ခဲ့သူပါတပြည့်တားရကဒါဤကာမတွေလည်းအများကြီးယုံကြည်ကြတဲ့ဆရာတော်ဖျားကြီးလည်းဖြစ်ပါတယ်အခုလိုပြန်လွန်တော်မူတော့တပြည့်တားရကတယောက်အနေနဲ့လွန်စွာဝမ်းနေရပါတယ်ပြီးတော့ရက်ဝေရနီကဒါရကဒါဤကာမအပေါင်းတို့အနေနဲ့လည်းဆရာတော်ဖျားကြီးရဲ့ဥဒုဇာယုတ်ကလက်တော်ကိုဖူးမြော်ကြည်ညိုနိုင်ရန်အတိပေးနှိုးဆော်အပ်ပါတယ်လို့သူကပြောပါတယ်ဆရာတော်ဖျားကြီးဤအန်ဒီမာအဂီဇာပနပူဇာတပင်ခန္ဓာကိုအောက်တိုဘာ ဘာလ28ရက်နေ့တောင်ဦးကျောင်းသားအတွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကဆရာတော်ဖျားကြီးဤဥတုဇရုတ်ကလတ်တော်အောင်လေကုံရက်ွက်မိလမကြီးတျောင်းစီတန်းလှဲလေကဆရာတော်ဖျားကြီးဖော်ဆောင်ခဲ့တဲ့ရှမ်းရွာတုတ်တန်တို့ပို့ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ် ဆရာတော်ဖျားကြီးသည်ကရင်ပြည်နယ်ဖန်အံမြို့နယ်ကိုကြိုက်ကျေးရွာနှင့်ခမဲတော်ဦးခွန်ဆိုင်ဘူးမဲတော်ဒေါ်နန်းမိုင်တို့မှ1303ခုနှစ်နေုံလဇန်9ရက်တနင်္ဂနွေနေ့ည9နာရီချိန်မှာမိချူတက်စင်ဖွားမြင်ခဲ့ပြီးရှမ်းပူအိုကရင်တိုင်းနာဖြစ်ကောင်း ခေပြက်မငိမ်မသက်အချိန်မှာဝါစုစီရတော်ထံမှရှင်သာမထေပြု၍1323ခုနှစ်နေုံလဆန်း9ရက်တနင်္ဂနွေနေ့ည3:25မိနစ်အချိန်မှာကရင်ပြည်နယ်ဝါစုတောင်းစီရတော်ဥဝိနေယတာမထေစီရတော်ကျောင်းဤတိန်တော်မှာမြင့်မြတ်သောရဟန်းဘဝသို့ရောက်ရှိခဲ့ပါသည် ဆရာတော်ဖျားကြီးသည်ပရိုက်တာလုပ်ငန်းများအနေဖြင့်အခြေခံပညာကျောင်းများတွင်ရေတွင်ရေကန်တူဖော်ပေးခြင်းမြစ်တနာမျိုးရှိအေယာဝတီမြစ်ကန်မြေထိန်နေရန်များဆောက်လုပ်ကူတော်ပြုခြင်းအများပြည်သူသွားလာရာလမ်းများခင်ပေးခြင်းနာရေးကူညီမှုအသင်းများထံမော်တော်ယာဉ်သုံးစီးအခမဲ့ဆောင်ရွက်ပေးခြင်းစသည်တို့ကိုတက်ဆွမ်းနိုင်သည်များဆောင်ရွက်ပေးခဲ့ပြီးခလီသူရဲများကိုလည်းမြတ်ဗုဒ္ဓအဆုံးအမတိုင်းယဉ်ကျေးလိမ္မာစေရန်တရားဓမ္မအစဉ်လာကောင်းများတင်ကြားပို့ချပေးခြင်းများကိုလည်းအသက်တရောဆောင်ရွက်ပေးခဲ့တယ်လို့သိရ ရပါတယ်။ဆရာတော်ဖျားကြီးဤဥဒုစာရုပ်ကလက်တော်ကိုစနေရက်ကြောင့်လေကုံရက်ွက်တောင်းကျောင်းတိုင်းမှာပူဇော်ခံထားရှိပြီးဆရာတော်ဖျားကြီးဤတပြည့်တာရကဒါယိကာမများရက်ဝေရက်နီမှာဒါယိကာဒါယိကာမအပေါင်းတို့အားဆရာတော်ဖျားကြီးဤဥဒုစာရုပ်ကလက်တော်အားဖူးမြော်ကြီးညိုနိုင်ပါရန်အတိပေးနှိုးဆော်အပ်ပါတယ်။